ကိုင်းတိုင်းမုံရွာမြို့အောင်မင်္ဂလာရက်ကွက်အထာကတက်ကြောင်းဒီစစ်ကောင်စီတပ်သား၂ဦးကိုပြစ်ခတ်ခဲ့သူတွေကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့် Telegram Channel စေကူးတဲ့မင်းနဲ့မှာဖော်ပြထားကြပေမဲ့ပြစ်ခတ်မှုမှာပါဝင်ခဲ့တဲ့အဖွဲ့ဝင်တွေလုံခြုံစွာရှိနေတယ်လို့ The Phoenix Army TPA ထံကသိရပါဗျ။စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကပြစ်ခတ်မှုမှာပါဝင်ခဲ့တဲ့သူတွေလို့ဆိုကာအသက်၁၆နှစ်အရွယ်ဇော်ဂျော်ငိန်ထွန်းခေါ်ပေါက်ခေါ်ဇလုတ်အနောက်ရွာနေသူနဲ့တော်စင်ထက်ခေါ်တော်တော်ရွှေစလုတ်ရက်ကွက်နေသူတို့ကိုနှစ်ရက်အတွင်းဖမ်းမိခဲ့တယ်ဆိုပြီး ဇွန်လ၄ရက်ကစတင်ဖော်ပြနေကြတာပါဟိုမောင်မျိုးမှာကျပွားခဲ့တဲ့မရှင်မှာပေါ့နော်ရဲဘော်၅ရက်ထဲကနေ၄ရက်ဖမ်းမိတယ်ဆိုတာစစ်တပ်ကဝါရဖြန်းတဲ့တင်းမှာဗျာကျွန်တော်တို့မရှင်သွားတာလဲ၅ရက်မဟုတ်ပါဘူးကျွန်တော်တို့၄ရက်ထဲပါမရှင်လောက်ပြီးရဲ့အချိန်ကနေပြန်လာနိုင်ဝက်လောက်ကြာတဲ့အချိန်မှာလွမြောက်နေမျိုးရောက်ခဲ့ပါပြီကျွန်တော်ရဲဘော်တွေဒီမိတယ်ဆိုတာလဲဘယ်ကညီကိုတွေမှန်းတော့ကျွန်တော်မသိပါဘူးဗျာဒီ mission ကိုပြုလုပ်ခဲ့တဲ့ရဲဘော်တွေကတော့ခုကျွန်တော်နဲ့အတူတူရှိပါတယ်ကျွန်တော်တို့ အကုန်လုံးဘေးကင်းစိတ်ချလုံခြုံရတဲ့နေရာမှာကျွန်တော်တို့ရှိပါတယ်ခင်ဗျာစစ်ကောင်စီ Telegram တွေမှာဖော်ပြနေတဲ့လူငယ်2ဦးဟာစစ်ကောင်စီတပ်သားတွေဘက်ကမတရားဖမ်းဆီးထားပြီးရိုင်းနှံမှုတံကိုမခံနိုင်လို့မဟုတ်ဘဲနဲ့ဝန်ခံလိုက်ရတဲ့အရသာပြည်သူတွေဖြစ်နိုင်တယ်လို့သူကဆက်ပြောပါတယ်ပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဇွန်လ1ရက်နေ့ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအချုပ်ကားတွေနဲ့ရောက်လာပြီးအခင်းပြစ်နေရအနီးနားနေအိမ်တွေနဲ့လမ်းမော်ကပြည်သူ80ခန်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကဇွန်လ3ရက်မှာပြန်လည်လွတ်မြောက်လာသူတွေလည်းရှိတယ်လို့ရက်ွက်နေပြည်သူတွေထံကသိရပါတယ် ဆိုပါလူငန်းတော်ဦးဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးသွားတဲ့အရသာ80တဲကဖြစ်နိုင်ကြောင်း TBA တာဝန်ခံကပြောပါဗျ။ဇွန်လ1ရက်နေ့မနက်ပိုင်းမှာမုံရမျိုးအထက်ကတက်ကြောင်းဤလမ်းသွားလမ်းလာကားတွေထံကပတ်စံကောင်းနေတဲ့စစ်ကောင်စီတပ်သားနှုတ်ဦးကို The Phoenix Army TBA မုံရခရိုင်အမှတ်စခုံတက်ရင်တခွဲ3 MIF မုံရခရိုင်အမှတ်55တက်ရင်တခွဲ9 WMW အဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့လို့နှစ်ဦးလုံးနေရာမှာပဲတည်ဆုံသွားခဲ့တယ်လို့သိရပါဗျ။